ါရှင် Astro Garden Channel မှာ ကြိုဆိုပါရစေ။ Astro Today ယနေ့နှစ်ခတ်အစီအစဉ်မှာ2025ဇွန်လ18ရက်အင်္ဂါနေ့အတွက်ဆောင်းရံဆောင်းရံဆောင်းရွက်ရမယ့်နှစ်ခတ်အချိန်ကာလောင်းများကိုအစီအစဉ်တင်ဆက်သူကျမမနှင်းပဲ့အိမ်နဲ့အတူမရွှေရောင်လို့အတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။2025ဇွန်လ18ရက် အင်္ဂါနေ့သားသမီးများအပေါ်ပုံမထိရနိုင်တဲ့ကောင်းမွန်တဲ့နခတ်9ပါးနဲ့မိမိတို့ရဲ့လုပ်ငန်းကိစ္စများဆောင်ရွက်နိုင်ရန် ကောင်းတဲ့နခတ်အချိန်အခါတွေကိုတင်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။ည9:38မိနစ်မှည9:58မိနစ်အချိန်တွင်ရဆိုရင်ဖုံးကန်ကြည့်မြင်မယ်တနက်ခတ်ကိန်းကြောက်တဲ့အချိန်ခါပဲဖြစ်ပါရဲ့ရှင်။ည17:55မိနစ်မှ တနင်္လာနေ့ညတကောင်ကျော်ပြီးအင်္ဂါနေ့အကူနနက်၁၂နာရီ၁၅မိနစ်အချိန်တွင်းရဆိုရင်ဖြင့်ဆန္ဒအောင်မြင်ပြီးမြစ်တရီကန်ကောင်းမှုမဲ့ဆုံးနှက်ခတ်ကိန်းကြောက်တဲ့အချိန်ကပဲဖြစ်ပါရဲ့ရှင်။တနင်္လာနေ့ညတကောင်ကျော်ပြီးအင်္ဂါနေ့အကူနနက်၁၂နာရီ၆မိနစ်မှနနက်၁၂နာရီ၂၆မိနစ်အချိန်တွင်းရဆိုရင်ဖြင့်ဘယ်လိုကိစ္စကိုမဆိုလောက်ပိုင်းမှာကအထွတ်ထိပ်ရရှိအောင်မြင်နိုင်တဲ့အဓိပ္ပာယ်နှက်ခတ်ကိန်းကြောက်တဲ့ချိန်ကပဲဖြစ်ပါရဲ့ရှင်။ အင်္ဂါနေ့အကူနနက်7:18နာရီ18မိနစ်မှနနက်7:38နာရီ38မိနစ်အချိန်တွင်ရဆိုရင်ရာဒူဩဇာအာနာကြီးမြင့်မဲ့ထီးဖြူနက္ခတ်ကြောက်တဲ့အချိန်ကပဲဖြစ်ပါရဲ့ရှင်။ညနေ9:32နာရီ38မိနစ်မှညနေ9:52နာရီ52မိနစ်အချိန်တွင်ရဆိုရင်အချိန်မြင့်အရောက်ကိစ္စရဲ့များအကျိုးပြုစေမဲ့ဆင်းဖြူနက္ခတ်ကြောက်တဲ့အချိန်ကပဲဖြစ်ပါရဲ့ရှင်။ညနေ6:55မိနစ်မှညနေ6:35မိနစ်အချိန်တွင်ရဆိုရင် ငွေကြေးရှင်ငွေရတနာနဲ့ထိကန်ဆန်းမှုကံကောင်းမွန်စေမယ့်ရတနာနက္ခတ်ကိန်းကြောက်တဲ့အချိန်ကပဲဖြစ်ပါလေရှင်။နနန်း8:29မိနစ်မှနနန်း8:49မိနစ်အချိန်တွင်ရဆိုရင်ဖြင့်သာသမီရတနာထုံငါရရှိစေမယ့်တန်ဒီနက္ခတ်ကိန်းကြောက်တဲ့အချိန်ကပဲဖြစ်ပါလေရှင်။ဆက်လက်ပြီးဒုတိယခန်းကဏ္ဍအနေဖြင့်အင်္ဂါသောသမီးများအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့စိုးကျနက္ခတ်အချိန်ကာလကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ နေ့လေ2:25မိနစ်မှနေ့လေ2:45မိနစ်တွင်မှဆိုရင်တော့ထိခိုက်သေးခြင်းပျက်စီးမှုတွေဆုံးရှုံးပျက်စီးမှုတွေဖြစ်စေနိုင်တဲ့မရဏနှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ညနေ4:18မိနစ်မှညနေ4:38မိနစ်အတွင်မှဆိုရင်တော့အမှုခင်းပြဿနာတွေစိတ်ပူပန်စရာတွေဖြစ်စေနိုင်တဲ့တောကနှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ နက်နက်2:18မိနစ်မှနက်နက်2:38မိနစ်အတွင်းမှဆိုရင်တော့ဆုံးရှုံးပြည့်စည်မှုများဖြစ်စေနိုင်တဲ့၁၀တိုင်းနက်ခတ်ကင်းကြောက်တဲ့အချိန်ပဲဖြစ်ပါနေရှင်။နနက်10:38မိနစ်မှနနက်10:58မိနစ်အတွင်းမှဆိုရင်တော့မိတ်ဆွေတင်ခါများဆုံးရှုံးပျက်စီးမှုများဖြစ်စေနိုင်တဲ့မိတ္တုနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ နနက်09:38မိနစ်မှာနနက်09:58မိနစ်အတွင်းမှာဆိုရင်တော့အလုတ်စည်းပွားကိစ္စရဲ့ဒီမှာထိခိုက်ပျက်စီးဆုံးရှုံးမှုတွေဖြစ်စေနိုင်တဲ့ဘင်ကနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ယခုဖော်ပြပေးခဲ့တဲ့နက်ခတ်အချိန်ကာလဆိုရင်တော့အင်္ဂါသတ္တမိများအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့နက်ခတ်အချိန်ကာနက်ခတ်အချိန်ကာများပဲဖြစ်ပါတယ်ရှင်။ဒီနက်ခတ်အချိန်ခါများကိုသမီးတို့ရဲ့ဇေယျဇေယျဦးဇေယျကိုကိုယ်တိုင်မှအသေးစိတ်တွက်ချက်ပေးထားတာပဲဖြစ်ပါတယ်ရှင်။သမီးတို့ရဲ့ယနေ့နက်ခတ်အစီအစ